ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကဲ့သို့သော အစင်းမြင့်စစ်ကောင်းဆောင်များအားလုံခြုံရန်လွန်စွာခဲရင်သည့်အကြောင်းရင်းများကို ရေပူရအားဖြင့်အချက်လက်အရသုံးသက်တင်ပြသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁အစိမ့်မြင့်လုံခြုံရေးစနစ်အစိမ့်မြင့်ကောင်းဆောင်များအားရုပ်ပိုင်းဆိုင်ရာ အင်တာနက်လုံခြုံရေးနှင့် အလွှာပေါင်းများစွာဖြင့်ကာကွယ်ထားပြီးလက်ရှိတည်နေရာ ရီးစဉ်ဆက်သွယ်ရေးများအားလုံးကိုလှုပ်ဝက်ထားကြပါတယ်။အထူးကာကွယ်ရေးအဖွဲ့တပ်ဖွဲ့များတီးတန့်လေ့ကျင့်ထားသောလုံခြုံရေးတပ်ဖွဲ့များဤပညာအထောက်အကူပစ္စည်းများဥပမာဒရုန်းစောင့်ကြည့်ရေးစိုက်ပါကာကွယ်ရေးစသည်ဖြင့်အဆက်မပြတ်စောင့်ကြည့်နေကြခြင်းပဲဖြစ်ပါတယ်။နံပါတ်2ထောက်လန်းရေးဖြင့်ချင်းချောက်မှုကြိုတင်ခံမှန်းခြင်း ထောက်လန်းရေးနီးစနစ်ဖြင့် စစ်ထောင်လမ်းရေးအဖွဲ့များဟာလုံခြံမှုအလားအလာရှိသည့်အုပ်စုများလှုပ်ရှားမှုများအားခြေရာခံခြင်းတည်င်းပေးစနစ်များဖြင့်ကြိုတင်တည်ပေးနိုင်စွမ်းရှိကြပါသည်။အနေရဲ့အကဲဖြတ်ခြင်းလုံခြုံရေးအဖွဲ့များကချင်းချောက်မှုများကိုအစင်းသတ်မှတ်၍လိုင်ယောညီထွေပြင်ဆင်မှုများပြုလုပ်ကြပါသည်။ နံပါတ်3ပြည်တွင်းထိန်းချုပ်မှုနှင့် စနစ်ကျသောကာကွယ်ရေးအာဏာတည်မြဲမှုအတွက် မေးအောင်နိုင်ခဲ့သို့စစ်ကောင်းဆောင်များဟာစနစ်တကျဖွဲ့စည်းထားသော အာဏာရန်နေရာအတွင်းသာလှုပ်ရှားကြပြီးမျိုးနို့အာဏာဆက်ကြောင့်လုံခြုံမှုကြိုးပမ်းချက်များကိုလျှော့ပါးစေပါသည်အဖွဲ့အစည်းဆိုင်ရာခံနိုင်ရည်ဟာခေါင်းဆောင်တဦးချင်းထက်စစ်တပ်အဖွဲ့အစည်းတစ်ခုလုံးဤတိဆောက်ပုံကချင်းချောက်မှုများကို စုပေါင်းတုံ့ပြန်နိုင်စွမ်းရှိကြပါသည် နံပါတ်၄သမိုင်းဆိုင်ရာတပ်တေများကမ္ဘာသမိုင်းတွင်စစ်ကောင်းဆောင်များလုံခြံခံရမှုများရှိခဲ့တော်လဲယနေ့ခေတ်တွင်ဤပညာတိုးတက်မှုလုံခြုံရေးနည်းပြူဟာများပိုမိုကောင်းမွန်လာခြင်းကြောင့်ထို့သို့သော ဖြစ်ရများတိတိတတ်တာယောနေလာခဲ့ကြပါသည်အချုပ်အားဖြင့်တုံးသက်ကြည့်လျင်မင်းအောင်လိုင်းကဲ့သို့အစင်းမြင့်စစ်ကောင်းဆောင်များကိုလုံခြံဖို့ဟာမဖြစ်နိုင်သလောက်ကို ရာဂိုင်းတို့နဲပါတာကိုတွေ့ရပါတယ်လို့တင်ပြလိုက်ပေးရစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်